င်္ဂလာပါရှင်။ထိုင်းမြန်မာနယ်စပ်တခြားရှိ KNU တက်မဟာခွန်နယ်မြေထဲကတောင်ရင်မြစ်အခြေဆိုင်စစ်ကောင်စီရဲ့တပ်စခန်းရှိခုလုံးကိုငါးလအတွင်းအပိသက်သိမ်းပိုက်လိုက်ပြီဖြစ်ပါတယ်။စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းကချင်လူလက်ရေးတပ်မတော် KIA ကစစ်ကောင်စီရဲ့ရဟန်းရင်နဲ့လေရင်ငါးစီးကိုပစ်ချနိုင်ခဲ့ပြီဖြစ်ပါတယ်။ မြင်မထီတောင်တတူတူဖို့ရီလုပ်ငန်းတွေရက်သက်သွားတဲ့အထိလူထုအားနဲ့ဆက်လက်လှုပ်ဆောင်သွားမယ်လို့လေပွေကျက်ကုမ္ပဏီလှုပ်ချော်ရေးတပ်ဖွဲ့တွေရဲ့ဖန်ဆီးမှုကနေပြန်လည်လူမြောက်လာတဲ့ပရာဒေါင်းဆွေမျိုးစုခေါင်းဆောင်ကပြောပါတယ်ထိုင်းမြန်မာနယ်စပ်တရှောင်းရှိ KNU တပ်မဟာခွန်နယ်မြေထဲက တောင်ရင်မြစ်အခြေဆိုင်စီကောက်စီရဲ့တက်စခန်းရှိခုလုတ်ကို၅လအတွင်းအပီးသိမ့်ပိုက်လိုက်ပြီးဖြစ်ပါတယ်။တောင်ရင်မြစ်အခြေဆိုင်စီကောက်စီတက်စခန်းအလုံးပေါင်း၈ခုလုတ်ကို သိမ့်ပိုက်လိုက်တာဖြစ်လို့အခုတော့အဲ့ဒီဒေသထဲမှာစီကောက်စီကင်းစင်သွားပါပြီ။စကန်အလုံးကိုတိမ့်ပိုက်လိုက်ပြီးဖြစ်ကြောင်း KNU ဘို့ဟုကထုတ်ပြန်ထားပြီးမေလ23ရက်နေ့မှာဂုံပြုအခမ်းအနားကျင်းပခဲ့ပါတယ် အဲ့ဒီသက်စခန်းရှိခုကို2024ဒီဇင်ဘာလ16ရက်နေ့ကနေ2025မေလ19ရက်နေ့အထိ9လအတွင်းတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါတိုက်ပိုက်လိုက်တဲ့သက်စခန်းရှိခုကတော့မော်ဖိုကေမော်ဖာတူတာလဲတခော်ဘီခွေပူလူတူခလဲဒေမော်ကွီလူနဲ့လေးဝချီကုန်းစခန်းတို့ဖြစ်ပါတယ်။နဆက်ကုတ်သွဲရင်နယ်မြေတွေကိုထဲချုံနိုင်တာဟာကြီးမားတဲ့အောင်မြင်မှုတစ်ခုဖြစ်တယ်လို့လဲ KNU ကပြောပါတယ်။ ဒါအပြင်ဒီရဲ့ပိုင်းမှာပဲမြဝရီမျိုးတောက်ဘက်ဒေါနာတောက်အရှိဖဲချမ်းမှာတက်ဆွဲထားတဲ့စစ်ကောက်စီရဲ့ကနဲလေးစခန်းအပါအဝင်တက်စခန်းလေးခုကိုစတင်တိုက်ခိုက်နေပြီဖြစ်ပြီးတိုက်ပွဲတွေပြင်းထန်နေပါတယ်။ KNU ရဲ့တပ်မဟာ၃နယ်မြေဖြစ်တဲ့ဘုကူတိုင်းညောင်လင်းပင်တမဟာလေးနယ်မြေဖြစ်တဲ့ဒဝဲတိခိဒေတာနဲ့တမဟာ6နယ်မြေဖြစ်တဲ့ကော့ဂရိတ်ဒေတာတွေမှာလည်းတိုက်ပွဲတွေဆက်တိုက်ဖြစ်နေပါတယ်။ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းကချင်လူလက်ရေးတပ်မတော် KIA ကစစ်ကောင်စီရဲ့ရဟန်းရင်နဲ့လေရင်ကားစီးကိုပြစ်ချနိုင်ခဲ့ပြီးဖြစ်ပါတယ်။2025ခုနှစ်မေလ20ရက်နေ့မှာ MI17 တဲယူပို့ဆောင်ရေးရဟန်းရင်စီးကို KIA နဲ့ပူပေါင်းအဖွဲ့တွေကပြစ်ချနိုင်ခဲ့တာဖြစ်ပါတယ်။ 2023ခုနှစ်မေလတုန်းကကချင်ပြည်မူမောင်းမြို့နယ်ထဲမှာစစ်ကောင်စီရဲ့တိုက်ခိုက်ရေးရဟရင် MI-35 တစီ2024ခုနှစ်ဇန်နဝါရီလ3ရက်နေ့တုန်းကလည်းဝိုင်းမော်မြို့နယ်ထဲမှာ MI-17 တဲယူပို့ဆောင်ရေးရဟရင်တစီနဲ့2024ခုနှစ်ဇန်နဝါရီလ16ရက်နေ့ကလည်းရှမ်းပြည်မြောက်ပိုင်းကုတ်ခိုင်မှာတိုက်ခိုက်ရေးဂျက်လီရင်တစီတို့ကိုပြစ်ချခဲ့တာဖြစ်ပါတယ်။ မေလ20ရက်နေ့ကပြေချခဲ့တဲ့ရဟယင်နဇီးထဲကရွှေကူမြို့အရှိဘက်တောထဲမှာပြေချခဲ့တဲ့ရဟယင်အပေါ်ကနေအလောင်း18လောက်တွေ့ခဲ့တယ်လို့ကချင်လူလက်ရေးအဖွဲ့ KIO ပြောခွင့်ရဗိုလ်မှူးကြီးနော်ဘူးကပြောပါတယ်။ ရဟတ်ရင်ပြကြခဲ့တဲ့နေရာကို KIE နဲ့ဘူပေါင်းအဖွဲ့တွေကအနေမြင်ရှင်းလင်းရေးလုပ်နေတဲ့ချိန်မှာမီးလောင်နေတဲ့ရုပ်အလားတွေကိုတွေ့ခဲ့တာဖြစ်ပါတယ်။ဒါပြင်မီးလောင်နေတဲ့လက်နက်ငယ်တွေလည်းတွေ့ခဲ့တယ်လို့ဆိုပါတယ်။ဘုံဘော်မျိုးအမတ်23စစ်စီရေကိုကဲမှုဌာနချုပ်စကခ23ကိုစစ်ကူနဲ့ခဲရဲရိတ်ခလာပို့တဲ့ရဟတ်ရင်၃စီးကိုပြစ်ခတ်တိုက်ခိုက်တာမှာနဇီးထိမှန်ခဲ့တာဖြစ်ပါတယ်။ စစ်ကောက်စီကတော့ရှစ်တန်းကိုထောက်ပို့ပစ္စည်းတွေပို့ပြီးပြက်ထွက်လာချိန်ဗမော်မျိုးရဲ့အနောက်တောင်ဘက်ကီလိုမီတာ14000အကွာမှာဆက်ချွရင်းမှုကြောင့်ပြက်ကျခဲ့တာဖြစ်တယ်လို့လိမ့်လည်ထုတ်ပြန်ထားပါတယ်။တမူပကဖာရဲဘော်ဆယ်ရောက်အသက်ခံရတဲ့ကိစ္စစုံစမ်းအရေးယူပေးဖို့အိန္ဒိယအစိုးရကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတောင်းဆိုလိုက်ပါတယ်။ တမူးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖရဲဘော်ဆယ်ယောက်ဟာယာယီစခန်းရွှေ့ပြောင်းတာကိုတည်င်းကြိုပေးထားတဲ့ဂျာကနေဖန်စီတက်ဖြတ်ခံရတာလို့ NUG ကဆိုပါတယ်။နေဆက်ရှိတော်လန်ရေးတပ်ဖွဲ့ဝင်ဆယ်ယောက်ဟာအိန္ဒိယမှာနှိမ့်ဆက်တက်ဖြတ်ခံခဲ့ရတယ်လို့တမူးခရိုင်ပအဖအဖွဲ့တာဝန်ရှိသူကပြောပါတယ်။ အေဒီယာအစိုးရအနေနဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးပေးဖို့နဲ့အပြစ်ပေးအရေးယူဖြေရှင်းပေးဖို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနကမေလ20ရက်နေ့ကထုတ်ပြန်တောင်းဆိုလိုက်တာဖြစ်ပါတယ်။အိန္ဒိယနိုင်ငံဘက်ကသတင်းဌာနတွေရဲ့အဆိုအရမေလ14ရက်နေ့မှာခြံတဲခရိုင်မှာအာတန်ရိုင်ဖယ်တပ်နဲ့မြန်မာဘက်ကလက်နက်ကိုင်အဖွဲ့တို့ကြားပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ ီပြစ်ခတ်မှုထဲမြန်မာဘက်ကလက်နက်ကင်ဆယ်ရောက်တည်ဆုပ်ခဲ့တယ်လို့အိန္ဒိယစစ်သက်အရှိပိုင်တိုင်းစစ်ဌာနချုပ်ရဲ့လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြခဲ့ပါတယ်။ငလင်းနဲ့ပြည်တွင်းစစ်ကြောင့်ကလေးတွေတည်ဆုပ်နေရပြီးမြန်မာကကလေးသူငယ်တိုင်းကြောင်တဲ့ခွင့်ဆုံးရှုံးနေရတယ်လို့ Miss World မြန်မာကူစားပြုအလမေကပြောဆိုလိုက်ပါတယ်။ မြမကိုစားပြုအလမဲ့ခိစားခင်ကငလင်းနဲ့ပြည်တွင်းစစ်ကြောင့်ကလေးတွေအများကြီးတည်ဆုံနေရတယ်လို့အိန္ဒိယနိုင်ငံမှာကျင်းပနေတဲ့ Miss World ပြိုင်ပွဲမှာပြောဆိုလိုက်တာဖြစ်ပါတယ်။မေလ23ရက်နေ့က Miss World ရှင်ပြိုင်မှုတွေထဲအပိုင်းတစ်ပိုင်းဖြစ်တဲ့ Head to Head Challenge တင်ဆက်မှုမှာမြမအလမဲ့ခိစားခင်ကဒုကြောင့်ကပြာယူဆိုပြီးထုတ်ပြောလိုက်တာဖြစ်ပါတယ်။ မြမကိုစားပြုပါဝင်ရှင်ပြိုင်နေတဲ့အလမဲခီစာခင်ကမြမကကလေးသူငယ်တိုင်းကြောက်တဲ့ခွင့်ရတဲ့နဲ့အကြောင်းလေးထက်တွင်ပြောဆိုခဲ့ပါတယ်။မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြီးကြောက်တာမကပြည်တွင်းစစ်ကြောက်ပါပညာသင်ကြားရမယ့်ကလေးသူငယ်တွေတည်ဆုံနေရတယ်လို့အလမဲခီစာခင်ကပြောပါတယ်။မေလ12ရက်နေ့ကလည်းစကိုင်းတိုင်းဒီပန်းရင်းမြို့နယ်အိုးတိတ်တွင်းရွာကစာတင်ကြောင်းလေကြောင်းကနေတိုက်ခိုက်ခံခဲ့ရလို့ကလေး22ယောက်ဆီယာမ2ယောက်တည်ဆုံခဲ့ပါတယ်။ 2023ခုနှစ်ကနေ2025ခုနှစ်အတွင်းစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်စတင်ကြပေါင်း140ကျော်ထိမှန်ပျက်စီးခဲ့ရတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကထုတ်ပြန်ထားပါတယ်82ကြိမ်မြောက် Miss War အလမဲပြိုက်ပွဲကိုမေလ9ရက်နေ့ကနေ33ရက်နေ့အထိအိန္ဒိယနိုင်ငံ Hyderabad မြို့မှာကျင်းပနေပြီးနိုင်ငံပေါင်း108နိုင်ငံကအလမဲတွင်ပါဝင်ရှင်ပြိုင်နေကြပါတယ် စစ်ကောင်စီရဲ့အပြစ်အခက်ရက်စဲရေးထုတ်ပြန်ကြေညာချက်ဟာစစ်မှန်တဲ့အပြစ်အခက်ရက်စဲမှုတွေမှာပါရှိရမယ်။ကျင့်ဝတ်စည်းကမ်းတွေသဘောတူညီမှုတွေမှာပါရှိပဲဖောက်ဖျက်ဖို့လွယ်ကူတဲ့အချက်တွေကိုပဲထက်သွင်းထားတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကပြောပါတယ်။အာမီကတင်ဆက်ထားပါတယ်။ စကိုင်းငလင်ကြောင့်ပြည်내ထူထောင်ရေးအတွက်စစ်ကောင်စီကအပြည့်ရက်ကာလကို၃ချိန်ကြီးညာခဲ့ပါတယ်။ဧပြီလ၂ရက်နေ့ကနေ၂၂ရက်နေ့ထိတစ်ချိန်၊ဧပြီလ၂၃ရက်နေ့ကနေ၃၀ရက်နေ့ထိတစ်ချိန်နဲ့မေလ၆ရက်နေ့ကနေ၃၁ရက်နေ့ထိတစ်ချိန်စုစုပေါင်း၃ချိန်ယာယီအပြစ်ခတ်ရစဲကြောင်ကြီးညာထားတာဖြစ်ပါတယ်။ ီလိုမျိုးကြေညာခဲ့ပေမဲ့စစ်မှန်တဲ့အပြစ်ခတ်ရဲစဲမှုတွေမှာပါရှိရမယ်ကျင့်ဝတ်စည်းကမ်းတွေမပါဘူးလို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့တာဝန်ရှိသူကပြောပါရယ်အခုဆေးအုပ်စုဘက်ကလှုပ်ဆောင်နေတဲ့ဟန်ပြအပြစ်ခတ်ရဲစဲရေးကြေညာချက်တွေဟာစီးနောင်မှုမရှိချိုးဖောက်ဖို့လွယ်ကူမဲ့အကြောင်းအချက်တွေကိုထည့်သွင်းထားတာလဲသတိပြုကြရမှာဖြစ်ပါတယ်စစ်မှန်တဲ့အပြစ်ခတ်ရဲစဲမှုတွေမှာကျင့်ဝတ်စည်းကမ်းတွေသဘောတူညီမှုတွေလိုအပ်မှာဖြစ်တယ်လို့ ဲ့ဒီကျင့်ဝတ်စည်းကမ်းတွေသဘောတူညီချက်တွေကိုလိုက်နာဆောင်ရွက်ခြင်းရှိမရှိတေချာစေဖို့နိုင်ငံတကာစောင့်ကြည့်လေ့လာမှုလည်းလိုအပ်မှာဖြစ်ပါတယ်။သဘောတူထားတဲ့ကျင့်ဝတ်သဘောတူညီချက်တွေကိုချိုးဖောက်ခဲ့မယ်ဆိုရင်ချိုးဖောက်သူတွေကိုဘလို့အရေးယူမှာလဲဆိုတဲ့အရေးယူမှုတွေလည်းပါဝင်ရမှာဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ဒီမြန်မာနိုင်ငံတဝန်အပြစ်ခတ်ရဲစဲရေးထုတ်ပြန်ကြေညာချက်ဟာဟန်ပြပဲဖြစ်တယ်လို့လဲဥနေဖုံးလက်ကမေလ23ရက်နေ့ကပြည်သူလူထုနဲ့နိုင်ငံတကာကိုသတင်းစကားပြောကြားခြင်း press briefing အစီအစဉ်မှာထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်အကြမ်းဖက်စစ်တပ်ဟာပြည်သူလူထုကိုဥတီတဲ့လေကြောင်းတိုက်ခိုက်မှုတွေလက်နက်ကြီးပစ်ခတ်မှုတွေရွာတွေကိုစစ်ကြောင်းထုတ်မီးရှို့တာတွေစတဲ့လုပ်ရက်တွေကိုနေ့စဉ်ရက်ဆက်လက်တွေ့လှုပ်ဆောင်နေပေမဲ့ တဖက်မှာတော့နိုင်ငံတကာမှာမြန်မာပန်းလှစီရေးအတွက်ဟန်ပြပြစ်ခတ်ရစဲရေးထုတ်ပြန်ချက်တွေကိုထပ်တိုးထုတ်ပြန်လျက်ရှိနေပါတယ် မြန်မာပြည်သူလူထုရဲ့ဆန္ဒသဘောထားနဲ့အညီပေါ်ပေါက်လာတဲ့တော်လှန်ရေးအောင်မြင်ဖို့အတွက်အပြစ်ခတ်ရဲစဲရေးတသက်နဲ့အပြေထွက်နိုင်မှာမဟုတ်ဘူးလို့လည်းဥနေဖုံးလက်ကပြောပါရယ်အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ဖိအားပေးပြီးတော့အပြစ်ခတ်ရဲစဲရေးကြိုးပမ်းနေမှုကိုလက်ခံမှာမဟုတ်ဘဲနိုင်ငံတကာအတိုင်းဝိုင်းနဲ့အာဆီယံအိမ်နီးချင်းနိုင်ငံတွေရဲ့စူပေါင်းညီညွတ်တဲ့ကြိုးပမ်းမှုတွေအတွက်ပဲလမ်းဖွင့်ထားတယ်လို့ဆိုပါရယ် စစ်ကောင်စီဟာနိုင်ငံတော်အရာရဲ့အပြစ်ခတ်ရစဲရေးကိုမေလ31ရက်နေ့အထိထပ်ပြီးတော့တက်တန်းတိုးထားတယ်လို့ကြေညာထားပေမဲ့လည်းအရသာပြည်သူတွေကိုပြစ်မှတ်ထားပြီးတော့ဘာသာရေးအဆောက်အုံတွေစာသင်ကျောင်းတွေစျေးရုံတွေကိုပြစ်မှတ်ထားတိုက်ခိုက်တာတွေပို့ပြီးတော့လှုပ်လာနေတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကဆိုပါတယ်ရှင်။ မြင်မထိတော့တက်သူသူဖော်ရီလုပ်ငန်းတွေရက်သက်သွားတဲ့အထိလူထုအားနဲ့ဆက်လက်လှုပ်ဆောင်သွားမယ်လို့လေပွေးကျဲကုမ္ပဏီလုံချုံရေးတပ်ဖွဲ့တွေရဲ့ဖက်စည်းမှုကနေပြန်လည်လူမြောက်လာတဲ့ပရာဒေါင်းဆွေမျိုးစုခေါင်းဆောင်ကပြောပါရယ်ပရာဒေါင်းဆွေမျိုးစုခေါင်းဆောင်၄ယောက်ဟာမေလ16ရက်နေ့ကလေပွေးကျဲကုမ္ပဏီလုံချုံရေးတပ်ဖွဲ့တွေရဲ့ဖက်စည်းခေါ်ဆောင်သွားတာကိုခံခဲ့ရပြီး9ရက်အကြာမေလ20ရက်နေ့မှာပြန်လွတ်လာပြီးနောက်အခုလိုပြောဆိုခဲ့တာဖြစ်ပါရယ် ဟိုကျွန်တော်တို့ bronze service မှုတခုတည်းမဟုတ်ပဲနဲ့ဒီနယ်ကန်ဒီတာခံမရှိတဲ့ကျွန်တော်တို့နဲ့တူညီကိုညီနောင်မိတော်စုတွေ service တွေအမျိုးနွေစုအလုံးရဲ့ဟိုဝိုင်းဝန်းပံ့ပိုးကိုညီမှုတွေကြိုးစားအောင်ထုတ်မှုတွေဖြစ်တယ်လို့ပဲကျွန်တော်တို့ကတော့အဲ့လိုပဲမြင်တော့ဘုံတော့ဆိုတော့ဟိုမြင့်တိမောင်ခေတ္တတူတူဖော်ပြတဲ့ပြမ လေဝချင်းကုမ္ပဏီနေနဲ့ဟိုရောက်မလားမရောက်ဘူးလားဆိုတော့ဒီသူအားလုံးကပဲအဖြစ်ပေးလိုက်မယ်လို့ပဲကျွန်တော်ကတော့အဲ့လိုပဲပြောချင်ပါတယ်မနော်မေလ26ရက်နေ့ဒီနေ့မှာလေပွင့်ကျဲကုမ္ပဏီရဲ့ခေတ္တတုတူဖို့မူကိစ္စနဲ့ပတ်သက်ပြီးအပိသက်ဖြည့်ရှင်းနိုင်ဖို့လေပွင့်ကျဲကုမ္ပဏီကရမ်းပြည်သစ်ပါတီဘဟုကော်မတီနဲ့ပရာဒေါင်းဆွေမျိုးစုတွေကကရမ်းပြည်သစ်ပါတီဘဟုရုပ်ချုပ်မှာဆက်ပြီးညှိနှိုင်းဆွေးနွေးသွားမယ်လို့ဆိုပါတယ် မြင်းမထီတောင်တတူတူဖို့ကြီးလုပ်ငန်းဟာရှမ်းပြည်နယ်တောင်ပိုင်းဖေခုံမြို့နယ်ကယန်းဒေသတိကျိတ်ကြီးရွာအုပ်စုမှတည်ရှိပြီးလေပွင့်ကျဲကုမ္ပဏီနဲ့တရုတ်မာစတာဝန်ကုမ္ပဏီတို့ကအကြီးစားတတူတူဖို့မှုတွေကိုလှုပ်ဆောင်နေတာဖြစ်ပါတယ်။တတူတူဖို့မှုတွေကိုရက်သက်ပေးဖို့ဥစားတောက်ဆုခဲ့တဲ့ပရာဒေါဆွေမျိုးစုဥက္ကဋ္ဌခွန်အောင်နိုင်စိုးဒူဥက္ကဋ္ဌဥပမောင်ပရာဒေါဆွေမျိုးစုလူငယ်အသွင်းရေးမှူးခွန်ခိုင်မင်းနိုင်နဲ့နိုင်ရက်ကဦးအားတို့တို့ကိုမေလ16ရက်နေ့ကတိကျိတ်ကြီးရွာ ငေကရန်ထံခေါ်ဥရွှေအေးရဲ့နေအိမ်မှာလေပွင့်ကျက်ကုမ္ပဏီလှုပ်ချုံရေးတပ်ဖွဲ့ကလာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။ကျွန်တော်တို့ဟိုလက်ထက်နဲ့ခပ်ပြီးမှဖမ်းဆီးတော့ဘောနော်။ဒါပေမဲ့ဖမ်းဆီးတဲ့ချိန်မျိုးစဉ်းနေလဲဟိုဟို ACC ဘောနော်စကားပြောပြီးမှဟိုညနိုင်ဒီလေဟိုညနိုင်မှပြောတော့မဟုတ်မနဲ့ရုပ်တရက်ကြီးဘောနော်ကျွန်တော်တို့ကိုဒီအစုံနဲ့နဲ့တန်ဆင်ထားတဲ့အရေးပေါ်ကကျွန်တော်တို့အဓိကတော့လေပွင့်ကျက်ကုမ္ပဏီရဲ့အလို့ချုံရေးတပ်ဖွဲ့လို့ကျွန်တော်တို့ အဟောက်ဆိုပြီးချင်းပြောချင်းပါလို့နော်အော်အလူတွေကာတင်ကြလက်နဲ့နဲ့ကျွန်တော်တို့အဖေအပီပြီးမှအော်ဖန်စီချုံတော့ခါရမ်းမျိုးရတော့ဟိုအဲ့လိုကြုံရတော့ဗောနော်ဆိုတော့လက်နဲ့ရကျွန်တော်တို့ချင်းချောက်ပြီးမှဖန်စီချုံတော့တာလေးဖြစ်တယ် မြင်းမတိတောင်မှာအကြီးစားတက်တူတူဖော်မှုကြောင့်အိတ်ချေ30ကျော်ရှိတဲ့စခန်းကြီးရွာဟောက်ကဒေသခံတွေရွာလုံးကျွတ်ရွှေ့ပြောင်းခဲ့ရတယ်လို့ပရာဒေါဆွေမျိုးစုကောင်းဆောင်တွေကပြောပါတယ်။ဒါပြင်အိတ်ချေ30ခန်းရှိတဲ့ကုန်းစုံကြီးရွာအိတ်ချေ60ကျော်ရှိတဲ့စခန်းကြီးရွာတင်နဲ့အိတ်ချေ400ခန်းရှိတဲ့တိကျိတ်ကြီးရွာတွေကိုလည်းအကြီးစားတက်တူတူဖော်မှုကြောင့်ဘေးဥပါဖြစ်စေနိုင်တယ်လို့ဆိုပါတယ်။ဒေသခံတွေရဲ့ဘဝတွေထိခိုက်ပျက်စီးလာနိုင်တဲ့အခြေအနေတွေကြောင့် မြင်မထီတောင်ကတက်တူတူဖို့မှုတွေကိုကန့်ကွက်တယ်လို့လောဝရက်သက်အောင်လဲလူထုအားနဲ့ဆက်ပြီးကြိုးပမ်းသွားမယ်လို့လေးပွင့်ကျဲကုမ္ပဏီလှုပ်ချုပ်ရေးတပ်ဖွဲ့တွေရဲ့ဖန်ဆီးမှုကနေပြန်လည်လူမြောက်လာသူတွေကပြောပါတယ်အစီအစဉ်ကိုကြည့်ရှုအားပေးနေတဲ့မိဘပြည်သူပေါင်းရှင်လန်းချမ်းမြေကြပါစေ။ နောက်တစ်ပတ်ဒီလိုချိန်မှာစောင့်မျှော်ကြည့်ရှုကြဖို့တိုက်တွန်းရင်းဒီတစ်ပတ်အစီအစဉ်ကိုရန်နာခွင့်ပြုပါရှင်